ဒီနေ့အတွက်ကတော့နှင်းကင်းဘက်ကိုဟိမချက်ပဲနဲ့အလွယ်တကူကြော်စားလို့ရရဲ့ကြက်ဦးနဲ့ဂျပန်တူဘူးရောကြော်တဲ့နီနန်လေးကိုပြောပြမယ်နော်အဲ့ဒီအထဲကိုအရင်ရွက်အနေနဲ့မုံလာဦးနီနီကိုထည့်သုံးပါမယ်မုံလာဦးနီကိုအခုပုံစံအတိုင်းနှီးပြီးသွားရင်နော်ဒါကဂျပန်တူဘူးတုံးထားတဲ့အမျိုးအစားလေးပေါ့နော်သူ့ကိုကြက်ဦးနဲ့ရောတယ်လို့လည်းပြောကြပါရဲ့အဲ့ဂျပန်တူဘူးကို သူကအရန်နူးညံ့တဲ့အတွက်ကြောင့်မလို့ခလရနေပြီးတော့ကျွကျွင်းနေပဲတပိုင်းပိုင်းလိုက်မယ်ပြီးရင်သူ့ပါရဲ့ပလတ်စတစ်နဲ့ပဲညှက်ထုတ်ပါမယ်အဲ့အတွင်းအတူဘူးသားလေးတွေကိုပြီးရင်တော့ကိုလိုချင်တဲ့အနေထားလေးတွေတုံးပါမယ်အဲအဲ့လိုမျိုးတုံးနေရဲ့အချိန်မှာလဲဒါကထည့်ရင်ထက်တယ်လို့သူ့ကိုနှွာပြီးသားအနေထားဖြစ်တယ်ပေါ့နော်အဲ့တော့သူ့ကိုနှီးရင်စိတ်ရှိလက်ရှိနဲ့ဖြည်းဖြည်းလေးလှီးပေးရပါမယ်အရန်နူးညံ့တဲ့အတွက်ကြောင့်မလို့ပဲ့လွယ်ပါရဲ့ ဒီဂျပန်ဒိုဘူးတွေကိုတခါလဲဟိုကြောက်တယ်ထဲမကြောက်ပဲနဲ့သူ့အရင်ဆုံးပြီးရင် ကြောက်ပေးပါမယ်ပေါ့နော်အဲ့ဒါမှအသားလေးတင်းသွားရင်ကြောက်တယ်ထဲကြောက်လို့အဆင်ပြေမှာပါပြီးရင်တော့ကြောက်ဘူးစားခောက်ပါမယ်ခုနကညီထိုင်းမုံလာဦးညီသေးကိုကြောက်ဦးလေးတခါလဲရောထည့်ပြီးတော့ခောက်ပေးပါမယ်ညသွားခောက်မယ်ပေါ့နော်အရသာအတွက်စားရဲကိုလိုချင်တယ်လို့အအချုံမုံထည့်လို့ရတယ်ကြောက်သားမုံထည့်လို့ရတယ်ဒီမှာတော့ဓာတ်ရှိနေပဲထည့်ပြီးတော့ခောက်ပြပါမယ်ခြေသွားအောင်လို့ခောက်ပါမယ် ပြီးရင်တော့ဒေအိုဒဲကိုစီမနေမမအနေထားနေထိုင်မယ်ပေါ့နော်။ဘာလို့လဲဆိုတော့ခုနကနေတာရဲ့ဂျပန်တူကူးလေးအရင်အောင်ဆုံးကြော်မှာပါ။အပေါ်ရန်တင်းတဲ့အနေထားလေးပဲဖြစ်အောင်လို့ကြော်မှာပါ။အဲသူကကြက်ပီးသားပေါ့နော်။ကြက်ပီးသားဆိုတော့နည်းနည်းလေးတင်းတင်းလေးဖြစ်သွားရင်ကြက်ဥထဲရောကြောင်ရင်အဆင်ပြေပါရဲ့။လှန်တဲ့အချိန်မှာလည်းခရူးတက်ဆိုင်ကြီးနဲ့ထမ်းပေးပါနော်။ပဲ့သွားရင်ကြီးလို့လည်းမလားတော့ဘူးပေါ့နော်။ပြီးရင်ပကံလေးတဲကိုဆဲထည့်ထားပါမယ်။ ခုနကခောက်ထားတဲ့ကြက်ဥလေးကိုလည်းတစ်ခါလဲရောထည့်ပြီးတော့ကြောပေးပါမယ်ပြီးရင်အပေါ်တလားမလန်ခင်အပေါ်ကနေဒီဂျပန်တူဘူးလေးရောထည့်ပါမယ်ပြီးမှဒါဒီကြက်ဥနဲ့ရောပြီးတော့မှောက်လိုက်မယ်ပေါ့နော်အဲ့ချိန်မှာဒီလိုပုံစံအနေထားလေးထွက်လာပါပြီအဲ့ဒါကိုညင်ခင်ပဲထမင်းပူပူလေးနဲ့စားရင်အရန်စားလို့ကောင်းပါရဲ့ဒါကတော့ထမင်းပူပူလေးနဲ့စားပြောင်းမဲ့ညီနန်းလေးပါသူက ဟိုကြက်ဝီပဲစာရင်ရိုးပါရေပေါ့နော်ဒီလိုဂျပန်တူဘူးလေးထည့်စာတော့မီနျူးလေးအစ်စ်ထွက်ပါရဲ့အားလုံးပဲနိုင်လို့စာကြည့်ပါအောင်နော်ကျေးဇူးတင်ပါတယ်